ချင်းမြင့်နယ်ဝင်နေရာဆုံးမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်း၃ယောက်ကိုချင်းတော်လိုင်းအင်အားစုတွေကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကတပ်ရင်းမှုဗိုလ်မှူးလှမြို့ထုတ်အပါဝင်ဗိုလ်ကြီးဗိုလ်စစ်သားများပြားကြဆုံးခဲ့ပြီးချင်းတော်လိုင်းရဲ့တပ်ဖွဲ့ဝင်9ဦးလည်းကြဆုံးခဲ့ရကြောင်း CDF Civil Defense Militia CDM စီရင်ကနိုဝင်ဘာ30ရက်နေ့မှာထုတ်ပြန်ပါတယ်။ဆိုပါတိုက်ပွဲများဟာအခုနှစ်မေလကနေဩဂတ်လအတွင်း စကိုင်းတိုင်းကလေးမြို့ကနေအင်အား၈၀၀ကျော်နဲ့ထိုးစစ်ဆင်လာတဲ့ခိုင်ကန်းစစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနဲ့စစ်တေသားတက်မဟာမိတ်အင်အားစုတွေကပြင်းပြထန်ထန်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့နောက်ဆက်တွဲတိုက်ပွဲတွေဖြစ်ပါတယ်။အဲ့ဒီချိန်ကတိုက်ပွဲတွေမှာလက်နက်ခဲယမ်းတချို့တင်းစီရရှိခဲ့ပေမဲ့တော်လှန်ရေးဘော်၁၂ဦးကြာဆုံးခဲ့ရပါတယ်။စစ်ကောင်စီတပ်ဟာအပိသက်ဆုတ်ခွာခြင်းမပြုဘဲချင်းပြည်နယ်ရဲ့ဝင်းပေါက်၅မိုင်ခန့်အကွာမှာတပ်ဆွဲထားပြီး အင်အားဖြည့်တင်နေခဲ့ပါတယ်။အော်တိုဘာလကုန်ပိုင်းကစပြီးတီတိတ်မျိုးကို လေချောင်းချီတက်လာတဲ့စစ်သားများအကြိမ်ကြိမ်အားဖြည့်တင်ခဲ့ပြီးနိုဝင်ဘာလဆန်းပိုင်းမှာခိုင်ကန်းဘက်ကတိုင်းငင်းဘက်ကိုဥတီတဲ့စစ်ကြောင်းတီတိတ်မျိုးကလည်းတိုင်းငင်းဘက်ကိုဥတီတဲ့စစ်ကြောင်းကလေးတောင်ပိုင်းမှာဝေဘူးလဖလန်းဘက်ကိုဥတီတဲ့စစ်ကြောင်းစတဲ့စစ်ကြောင်းသုံးယောက်ကိုချင်းပြည့်အတွင်းကိုထပ်မံထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။နေရာဆောင်ကတပ်ပေါင်းဆောင်တပ်ဆွဲထိုးစစ်ဆင်လာတဲ့အတွက် ချင်းတော်လှန်ရေးအင်အားစုဖွဲ့ပြီးတနေရာတဲ့ခုခံမှုအခက်အခဲတွေရှိခဲ့တာကြောင့်ကိုစီဒေတာအလိုက်တီးခြားခုခံတိုက်ခိုက်ခဲ့ရာအင်အားမမျှတမှုကြောင့်ပြည်သူဘက်တော်သားများထိန်းချုပ်ထားတဲ့နေရာတချို့ကို ပြန်လည်လက်လွတ်ခဲ့ရတယ်လို့ထောက်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုင်းငင်းဘက်ကိုဥတီပြီးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲအတွင်းချင်းလန့်အင်အားစုဘက်ကရဲဘော်9ဦးမြင့်မြတ်စွာအသက်ပေးဆက်ခဲ့ရပါတယ်။ ယခုအချိန်ထိအကြမ်းဖက်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်နေဆဲဖြစ်ပြီးခရီးဆောင်တဲ့တိုင်အောင် တိုက်ပွဲဝင်သွားမယ်လို့ CDF Civic Defense Malaysia CDM စီရင်ကအသိပေးပါတယ်။ယခုနှစ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ထိုးစစ်များကိုချင်းပြည်နယ်တော်လှန်ရေးအင်အားစုများကအကြိမ်ကြိမ်ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တော့လေစစ်ရေးအရှိန်ဟုန်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရပါတယ်ရှင်။